ဲ့လိုပြောပြီးအင်သာလေးကိုဝင်ဖို့လို့အင်သာလေးကနေရုပ်ဆိုးတဲ့ဖွားဟုတ်တယောက်ကထွက်လာခဲ့တာပါအောက်မလီအော်အအဖွားဟုတ်ပါလားဒါနဲ့အဖွားဟုတ်ကအနားမှာရှိနေတဲ့ဒုတ်ကိုယူလိုက်ပြီးငပိန်နဲ့တူဘောကောင်းကိုထူရိုက်လိုက်ချင်မှာတော့နှစ်ယောက်လုံးကမီးပြင်းပေါ်ကိုလဲကျသွားခဲ့တော်ရီဒီနေ့မှတော့မော်စီယာချက်ကြီးနဲ့ဖိုးတူတို့အဖွဲ့က တနီအောင်သွားဖို့အတွက်ဘတ်စကားစီးပြီးခင်းင်းနေနေခဲ့ကြတယ်။နှစ်ယောက်တည်းထိုင်စည်းနေရကနေတူဘောကသူ့နားမှာအိပ်ပျော်နေတဲ့ငပိတ်ကိုတက်တက်လေးနှိုးလိုက်တာပါ။ငပိတ်ငပိတ်ဟေးပါလေ။ဟိုအပြင်မှာမိုးရတော့မယ်တင်နေ။ငပိတ်လဲတူဘောပြောကြောင်းအပြင်ကိုကြည့်လိုက်မိချိန်မှာဟုတ်သားပဲမိုးသားတွေတော့တော်တော်တက်နေပြီ။မိဝိုင်းနဲ့ပို့သူတို့ကတော့ ပဝန်းကျင်ကိုတော့မကြည့်နိုင်တော့ပဲအိပ်ပျော်နေနေလိုက်ပါလာခဲ့ကြရပါငပိန်တို့နောက်ကနေထိုင်လိုက်လာတဲ့မှော်စရာချက်ကြီးအောင်စိတ်မပူပါနဲ့ကျုပ်တို့မုန်းမရခင်မြို့ကိုရောက်နိုင်ပါမှာမှော်စရာချက်ကြီးစကားဆုံးတော့ကားကရက်တရက်ထိုးရက်သွားခဲ့ရောကားထိုးရက်သွားတဲ့အတွက်ကြောင့်မိဝိုင်းတို့လည်းနိုးသွားခဲ့တာပါအမလီဘာဖြစ်သွားလဲရင် နင်းစင်ပြီးရလားပြေပါလေဒလုံနဲ့ကားဆရာတွေနဲ့အလုရှုံနေခေစားရီကားမောင်းနေဆရာကအောင်ရီအောက်စင်ကြီးတစ်ချက်လောက်စစ်ကျင်လိုက်ပါဟုတ်ကဲ့ဦးမောင်အဲ့လိုပြောပြီးအောင်စိုးသူကကားအုပ်ကိုဆင်းသွားခဲ့တယ်ကိုချက်ကြီးကားပြတ်သွားအများလားမသိဘူးနော်ကျွန်တော်တို့သွားနေရမျိုးရောက်ဖို့ကလိုသေးတယ်မဟုတ်လားအင်းလိုတော့လိုသေးတယ်ဟာ အဲ့ဒီအချိန်မှာပဲအောင်က ကားမော်ကိုပြန်ရောက်လာခဲ့ပြီးဥမောင်နာကိုကက်လို့တီတော့စွာနဲ့ပြောလိုက်တယ်။ဟင်ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲ။ဒီလိုနဲ့ကားမော်မှာပါလာတဲ့ခီးသည်တွေနဲ့စုညံကုန်ကြတော့တယ်။ကားဘာဖြစ်သွားလဲကားဆရာကြီး။ဟိုကျုပ်တို့ကားရင်ချင်းကတခုချုံရင်းသားမှရပါတယ်။ဒီညတော့အနီးနားမှာရှိရွာတွေမှာတော်တဲပေးနိုင်မလားဗျ။ ကျုပ်တို့မနက်မှကားပြင်ပြီးဖုန်းဆက်ခေါ်ပေးပါမယ်။ဟာကွာကျုပ်လုပ်ကိစ္စချိန်တာပြတ်ပါပြီ။ဒလုံနဲ့မှော့ဆရာချက်ကြီးအောင်။ကဲခလေးတွေဖြစ်လာမှလည်းဘဲတက်နိုင်မှမလဲ။ကျုပ်တို့နီးနားမှရှိရဲ့ရွာဒီမှာအကူညီတောင်းမလို့သွားတဲခိုကြတာပေါ့။ဟုတ်ကဲ့ပါကိုချက်ကြီး။ကဲအကောင်လုံးအထုပ်တွေယူလာခဲ့ကြ။သူတို့အဖွဲ့သားတွေလည်းအထုပ်တွေကိုယူပြီးကားဝကနေဆင်းလာခဲ့လိုက်ကြတယ်။ ကားပေါ်အစီအမီလမ်းလျှောက်လာနေတော့မော်စရာချက်ကြီးရဲ့ဖုန်းကထမြင်လာခဲ့တာပါ။ဟယ်လိုရှီ။အေးမောင်ချက်ကြီးကိုဘယ်နှရောက်နေကြမလဲကွ။ဟိုကျွန်တော်တို့လမ်းမှာပဲရှိသေးရဲ့ဗျ။ခုကားပြတ်သွားနေဒီနားမှာရှိရဲ့ရွာဒီမှာတဲခုတ်ဖို့သွားနေရပါ။ဟင်ဘလို့ဖြစ်ရလဲ။အရှိကားငါးပြီလွတ်လိုက်ရမလား။နင်းနေရနေရှီ။ကျွန်တော်စီးလာတဲ့ကပြင်ရမှာပဲလိုက်လာခဲ့ပါမယ်။အေးကွ။ဒါဆိုဂီယိုလေးစိုက်ကြအောင်။ တကုတ်ကုတ်ဆိုအကြီးကိုဖုန်းဆက်လိုက်ဟုတ်ပလားဟုတ်ကဲ့ပါရှင်တလုံးနဲ့မော်စီယာချက်ကြီးရဲ့အကြီးဖြစ်သူလေးဖုန်းချသွားခဲ့တော်ဒီကိုချက်ကြီးတခြားခီးတယ်တွင်လည်းလိုက်မစဲလာကြအောင်နော်ဟုတ်တယ်ဘုတို့ရဲ့တကြွကကားခေါ်ပြီးခီးဆက်ကြမယ်တင်နေကိုချက်ကြီးတို့ကအလဲနဲ့လာတာဆိုတော့ကားရမှာပဲသွားကြအောင်ပို့ဒါဆိုကျွန်တော်တို့ပြင်းဦးလင်ကိုသွားမလဲခင်ရွာတရာကိုလဲရတယ်လို့ပဲပေါ့နော်ဒါဘောငယ်ပင် ကိုချက်ကြီးဒီနေ့မှရွာရောရှိပါမလားဟင်အမ်ရှိတော့ရှိလောက်မှာပါတချက်တော့ရှာကြည့်ကြတာပေါ့ကဲကဲမိုးမရလာခင်မြန်မြန်လေးလမ်းလျှောက်ကြပြီမော်စရာချက်ကြီးစကားမဆုံးလိုက်ခင်မှာမိုးကရွာချလာခဲ့ရော်ဒီဟာမိုးရွာလာပြီကလေးတွေပြေးကြမေးဟိမဟုတ်ရှင်မိုးစုံကောင်းလေးမှာဘလို့နဲ့သူတို့အဖွဲ့သားတွေလည်းမိုးရီမစိုးအောင်လို့ကြီးနေခဲ့ကြတယ် သူတို့အဖွဲ့သားတွေလည်းဘိုးတော်တွေကနေပြေးလာနေပြီးမင်းလေးတွေရဲ့အိတ်တိမ်ကိုမြင်လိုက်ရတာပါဟာကိုချက်ကြီးခုမှအိတ်တိမ်မေးဗျအေးကွအဲ့ဒီအိမ်သားကိုတွားကြတာပေါ့ဒါလို့နဲ့သူတို့အဖွဲ့လေးအိမ်သားကိုတိုးကပ်သွားလိုက်ကြတယ်အင်းရှင်တို့ပြောအင်းရှင်တို့ခနာကြမှာတော့မြို့သမီးတယောက်ကမိရဲ့ကိုင်းပြီးထွက်လာခဲ့တာပါဟိုဘာကိစ္စရှိလို့လဲမသိဘူးရှင့် ကျွန်တော်တို့ကခီးသွားတယ်ပါကျွန်တော်စီးလာတွေကရွာထဲနားလောက်မှာပြတ်သွားလို့ပြဒီမှာမတဲခုလို့ရမယ်တဲခုဆောင်နေရှိမလားဆိုပြီးလာရှာတာပါကျွန်မတို့ရွာမှာတော့တဲခုဆောင်နေမရှိသေးဘူးရှင့်ဒါဆိုကျွန်တော်တို့ဗမာအိယာမှာလည်းရင်ကိုချက်ကြီးကျောက်တမျိုးထပ်ပြီးတော့စဉ်းစားကြည့်လိုက်ပါမယ်အမျိုးသမီးကဖိုးထုကိုလေးယောက်သားကိုတစ်ချက်ကြည့်လိုက်တယ်ဟိုဒါဆိုဒီလိုလုပ်ပါလားအခုတော့နေတဲ့ရင်ကျမတို့အိမ်မှာပဲတဲသွားကြဖို့ ဒါဆိုရင်တော့ကျေးဇူးတင်တာပေါ့ဗျာကျေးဇူးပါပဲမိုင်းရပါရီကွယ်အိမ်ထဲကိုဝင်ကြပါဦးမော်စီယာချက်ချင်းနဲ့ဖိုးထူးတို့လည်းအမျိုးသမီးနေရာချပီးတဲ့အေကန်းရှိမှာထိုင်နေခဲ့ကြတာပါ။ငပိန်ကအေကန်းနေရာအနှံ့ကိုမျက်လုံးငွေ့ကြည့်နေရကနေဒီကြီးကတော်တော်ကြာပြီထင်တယ်နော်။ ဟိုဓာတ်ပုံနေရာလူတွေကလည်းတတော်ကိုအိုဟောင်းနေတယ်လို့ပဲဟုတ်ပါနော်ငါကြည့်ရင်လည်းကြောက်အောင်ချမ်းလာပြီဘာမှမကြောက်ပါနဲ့တို့ဘောရဲ့ဒီရင်ကအဆင်ပြေပါတယ်အဲ့ဒီအချိန်မှာပဲဆော့ဆော့အမျိုးသမီးကရောက်လာခဲ့တယ်ဟိုစောင့်နေရလို့ဗိုက်စာနေကြအောင်ပေါ့ထမင်းစားကြမအောင်လားထမင်းစပယ်အဆင်သင့်ဖြစ်နေပါပြီအားနာလေကြဗျာကျတို့အဖွဲကြောင့်နဲ့ဒုက္ခများရပြီဟိုရပါရဲ့ရှင့်အဲ့လောက်လည်းမဟုတ်ပါဘူး ါနဲ့မိုင်းတို့အိမ်သားတွေလည်းမတွေ့ပါလားဘယ်တော့လိုက်ကြလဲတနေ့ဆန်ဆိုင်မဲမိုင်းတို့အိမ်သားတွေကဒီနေ့မနေ့ခင်ရမှာခီးထွက်သွားကြတာကွဟာဩဒါကြောင့်မို့ကိုသမင်းစားတော့ပြီးချိန်မှာမော်စရာချက်ကြီးနဲ့ဖိုးတို့တို့အဖွဲ့သားတွေကတကယ်နဲ့မှအတူအိတ်လိုက်ကြပြီမိမိုင်းကတော့အခန်းသက်သက်မှာအိတ်နေခဲ့ရပါဘူး ညတကောင်အချိန်လောက်ရှောင်းငပေကနိုးလာခဲ့ပြီးရှူပေါဖို့အတွက်တုပ်ပုံးကိုနိုးလိုက်တယ်။တုပ်ပုံးတုပ်ပုံးဟမ်ဘာပါလဲမင်းရှူအောင်ပေါက်ချင်လား။အင်းပေါက်ချင်နေ။လာလေအတူသွားကြရအောင်။အင်းအင်းတုပ်ပုံးလေးအချိန်မှုတူနေငပိနောက်ကိုလိုက်သွားခဲ့တော့တယ်။အိမ်နောက်ဘက်ကိုရောက်မှတော့ငပိန်က အိမ်သားဟိုမှာပဲတို့ပေါ့မင်းရင်ဝင်မလားအေးငါရင်ဝင်လိုက်မယ်လीအဲ့လိုပြောပြီးအိမ်သားလေးကိုဝင်ဖို့လို့အိမ်သားလေးကနေရုပ်ဆိုးတဲ့ဖွားဟိုတယောက်ကထွက်လာခဲ့တာပါအောက်မလီအော်အအဖွားဟိုပါလားဟမ်မင်းတို့ကဘာလို့နိုးလာကြတာလဲကျုပ်အေးဆေးသေးချာခတ်ထားပါလေအဖွားဟိုပြောချောင်းငပိနဲ့တို့ပေါ်လေးကြောင်နေခဲ့ကြ යි ဒါနဲ့အဖွားဟိုက အနားမှာရှိနေတဲ့ဒုတ်ကိုယူလိုက်ပြီးငပိန်နဲ့တော်ဘောကောင်းကိုထုရိုက်လိုက်ချိန်မှာတော့တယောက်လုံးကမေးပြင်းပေါ်ကိုလဲကျသွားခဲ့တော်ရီ။ကဲ၊နိုးချင်အောင်။အဖွားကိုလည်းငပိန်နဲ့တော်ဘောခြေောက်ကနေဆွဲပြီးတနည်းအောင်ခေါ်သွားခဲ့တော်ရီ။မနက်ပယ်ရောက်တော့မော်စီယာချက်ကြီးရဲ့ဖုန်းကထမြင်လာတဲ့အတွက်ကြောင့်မော်စီယာချက်ကြီးနဲ့ဖိုးထူးပါအဲ့နေရာနိုးသွားခဲ့တော့တယ် ချက်ချင်းကသူ့ဖုန်းချက်ချင်းကောက်ကန်လိုက်တယ်။ဟယ်လိုဟုတ်ကဲ့။ဟိုချက်ချင်းတော့ဖွဲ့လာမသိဘူး။ကျုပ်ကကားဆရာရေပါ။ကားပြန်ထွက်တော့မှမို့မြန်မြန်လာခဲ့ပြီပါနော်။အော်ဟုတ်ကဲ့ဟုတ်ကဲ့။ဟိုကျွန်တော်တို့ခုချက်ချင်းပဲလာခဲ့ပါမယ်။ခုချက်ချင်းငပိန်နဲ့တော့ပေါ်ရောရင်။ဟင်ဟုတ်သားလေ။အစောကြီးထားနေနေရလား။ကားဆရာခုပဲဖုန်းဆက်လာတယ်။ငပိန်တို့ကိုခေါ်ပြီးသွားကြစို့။ဟုတ်ကဲ့ခုချက်ချင်းကျွန်တော်အပြင်ကိုသွားကြည့်လိုက်ပါမယ်။ အဲ့လိုပြောပြီးဘုဒ္ဓဟာအကဲနဲ့ရနေထွက်လာခဲ့တော့တယ်။အိမ်မြတ်ဘက်ကိုရောက်မှတော့မိဝိုင်းကဟိုကြည့်တီကြီးနဲ့ရှင့်နေခဲ့တာပါ။ဟာမိဝိုင်းနိုးပြီလား။ဟိုဒိုစီနာတွေကဆရာခုပဲဖုန်းဆက်လာတယ်။ကားပြန်ရပြီတဲ့။ဟင်ဟုတ်လား။ဒါနဲ့ကိုချက်ကြီးတို့ရောကိုချက်ကြီးကတော့အထင်မှာငပိန်နဲ့တော့ဘွားတော့ဘယ်သွားနေရမသိဘူး။အခန်းထဲမှာလည်းမရှိဘူးရေ။နောက်ခွေးတော့လာနေမှာဘောက။ ေးအေးငါသွားကြည့်လိုက်အောင်မလီအေးအေးဒလုံနဲ့အဖိုးတို့လည်းမိဝိုင်းနာကနေထွက်သွားခဲ့တော်တယ်ခဏကြာမှပြောင်းလာခဲ့တာပါဖို့တို့ငပိန်တော့မတွေ့ခဲ့ဘူးလားမတွေ့ဘူးဟာနောက်ခွေးမှလည်းမရှိဘူးဘယ်သွားနေကြတယ်မသိဘူးဖိုတူအဲ့လိုပြောနေတော့မော်ဆရာချက်ကြီးဟာအထုပ်တွေယူပြီးသူ့နာကိုရောက်လာခဲ့တယ်။ကဲကလေးတွေ အထုပ်တွေယူပြီးကားစီကိုသွားကြရအောင်။ဒါနဲ့ငပိန်နဲ့တုတ်ပေါ်ရောဗမာတော်။သူတို့နဲ့ကိုမတွေ့ဘူးကိုချက်ကြီးရဲ့။ဟင်ဟုတ်လား။ဒီကလေးကွာမပြောမစုံနဲ့။ဖယ်သွားလိုက်ကြတာပါလေ။ဒါလို့ဆိုသမီးတို့ဝိုင်းရှာကြတာပေါ့ကိုချက်ကြီး။အေးအေးမင်းတို့နှစ်ယောက်ကဟိုဘက်ကိုသွားချင်လိုက်။ကျောင်းအိမ်ထဲနဲ့လိုက်ရှာလိုက်အောင်မေ။ဟုတ်ကဲ့ပါကိုချက်ကြီး။ဒါလို့နဲ့ဖိုးထူးတို့လေငပိန်တို့နှစ်ယောက်ကိုရှာဝန်တော်ဖွင့်ချတော်လေ။ တပတ်မှာတော့တော့ပေါ်နေငပိန်ကကိုရောင်ငန်းလေးမှာကျိုးရည်ကြီးရတာနဲ့ရှင့်နေခဲ့ကြတာပါတော့ပေါ်မင်းရရဲ့လားမရတော့ရပါလေကဒါမဲ့ဒုံနားမှာရှိနေအယိုးစုတွေကြည့်ရတာတို့လည်းမကြခင်အယိုးစုဖြစ်တော်မင်းထင်တယ်မဖြစ်ပါဘူးတော့ပေါ်ရဲ့တို့ကိုကိုချက်ကြီးကိုလာခဲ့မှာပါခုတို့အချိန်နေကိုမင်းလည်းသိမှာပါငပိန်ရဲ့ဒီနေရာကတာမန်လူတွေရှာတွေ့နေတဲ့နေရာမဟုတ်ဘူးဆိုတာငပိန်လေး ကျိုးတွေကြည်သားခံနေရတဲ့ဒီကနေရုံထွက်နေရင်းနေဒီတကတော့တိုင်းတက်တဲ့ငါလေးအတော့ဝင်တော့ပါလားဟမ်မိမောနေမမင်းကပင်ဟာဆက်မယုံတော့နေခုလိုတွေဖြစ်လာတာကတကြီးစင်ကိုစဆွဲခဲ့တဲ့ငါမှာပါဒါလို့နေသူတို့ခီးစင်မစားခင်အချိန်ကိုနောက်ကျောင်းပြန်တော့တယ် တရက်ဖိုတူငပိန်နဲ့မိဝိုင်းတို့ကဖိုတူတို့အိမ်မှာလင်းနေကြတာပါဖိုတူချကြေးထားတဲ့ပဲချန်းတွေကိုစားနေရင်ကနေမိဝိုင်းကငပိန်နေဟာတော့ဘောဘာတခါလေးခေါ်လာခဲ့မယ်ဆိုမမတို့တော့ဘောငါသူ့အိမ်သွားသေးတယ်ဟာဒါမှမဟုတ်သူမရှိဘူးဟုတ်လားဒီတယောက်လေလေအဲဘာကိုရှောက်လေနေရောတာပဲအဲ့ဒီအချိန်မှာပဲဆိုင်ငယ်စီပြီးသူတို့နာလာနေတဲ့တုတ်ပေါ်ကိုဖိုးတူကမြင်သွားခဲ့တယ် ဟောပြောရင်ဆိုရင်ရောက်လာပြီဒင်းတော့အသက်ရှည်အောင်ပါဒါနဲ့တော့ဘောကဆိုင်ငယ်ဘွားမြင်မြင်ဆင်းလိုက်တယ်ဟေးဟေးမင်းတို့လေပြုံးလင်ဝင်အလဲမသွားချင်ကြအောင်လားသွားပြီးတော့ဘာလုပ်မလို့လဲမေးလေမေးတပ်ပါရှောက်လေဘူးဗောငပင်းရဲ့ငါကဘိုးကြီးဆရာနေပြန်လာခဲ့တာဘိုးကြီးကဟိုတလုံးလုံးကသူ့မိမတွေနဲ့ပြုံးလင်ကိုအလဲသွားကြရင်လीအဲ့ဒါသူရှောက်လေခဲ့တဲ့ပုံနေပြပြီငါ့ကိုကြွားနေတာဟာအဲ့ဒါမို့လို့လုံးဝမကျေနပ်ဘူး ငါတို့လည်းပြင်းဦးလင်ကိုအလဲသွားကြရအောင်နော်။သွားရတော့ဟုတ်ပါပြီ။ခုကခင်ယူဝေးကြီးဆိုတော့လူကြီးတွေမပါလို့မဖြစ်ဘူးနော်။အဲ့ဒါတော့ဟုတ်တယ်ဟာ။ပြင်းဦးလင်မျိုးကဟိုရန်ကုန်လိုနီးနနာသွားလို့ရတဲ့နေရာလေးမဟုတ်ဘူးလေ။ဟာ။ဟာမသိဘူးကွာ။သွားရအောင်မနော်။အဲ့ဒီအချိန်မှာပဲမှော်စရာချက်ကြီးအောင်ဖိုးထူတို့အင်ရှိအဖြတ်လူစုံနေရာမြင်သွားခဲ့ပြီး လက်နှုတ်ဆက်တော်တယ်။ဟာမင်းတို့ဘယ်ကလူစုံနေပါလား။ဟုတ်တယ်ကိုချက်ကြီးရဲ့။လာပါအောင်လား။ပယ်ချက်လေးလာစားပါအောင်။အေးကောဒီလိုနဲ့မော့စရာချက်ကြီးလေးပေါ်တူတို့ဝင်းနေကိုဝင်းသွားကြတော်တယ်။ဒါနဲ့တုတ်ပေါ်ကကိုချက်ကြီးကျွန်တော်တို့ပြင်းဦးလင်ကိုအလဲသွားကြရအောင်လိုက်ခဲ့ပါလား။ဟင်ပြင်းဦးလင်ဟုတ်လားဘာလို့လဲ။မကြောက်ဘူးလို့ပေါ်ကိုချက်ကြီးရဲ့ ဘိုးကြီးကတူရောက်ဘူးတယ်ဆိုပြီးကျွန်တော်ကိုလာကြွားနေလို့မကန်စားနိုင်ဘူးညာကျွန်တော်လည်းပြန်ကြွားချင်တာကြွားစရာမရှိဘူးဒီလိုနဲ့မော်စီယာချက်ကြီးကထိုက်ရင်လိုက်တယ်ဖြစ်ရမယ်တော့ဘောရဲ့ဟိုဒီလိုဆိုမှပဲပြင်ဦးလင်မှာကျုပ်တို့မျိုးရှိရဲ့ဟမ်တကယ်လားကိုချက်ကြီးတကယ်ဘောကွာကျုပ်ကြီးကပြင်ဦးလင်ကနေအိမ်တော်ကြပြီးအဲ့ဒီမှာနေနေရဟဟိုကျုပ်ကတော့လေခေါ်နေတာမားတာနေမရောက်ဖြစ်ဘူးမင်းတို့လေးတွေပါသွားကျင်နေဆိုရင်တော့ ကျုပ်ကြီးကိုအကြောင်းကြားပြီးသွားကြတာပေါ့ညီဒါမှတို့ကိုချက်ကြီးကွာဒလို့ဆိုနေခင်ရှိနေတော့တမီးတို့ကိုမုတ်ဆိုင်ကောင်းနိုင်ရေးလေညှုံးပေးနိုင်တာပေါ့နော်ဒါဘောမိမရဲ့ဒလို့နေပဲသူတို့အဖွဲ့လေပြင်းလုံးလေးကိုအလဲသွားဖို့အတွက်အကြောင်းခံလာခေးစားတာပါနောက်ကြောင်းပြန်ပြီးနောက်မှာတို့ပုံကဒါလီငါကြွားကျင်စိတ်ကြောင့်ခုလိုဖြစ်လာတာ မဆိုင်မအောင်တို့ဘောရမင်းဆောင်မဟုတ်ပါဘူးအဲ့ဒါလေဟိုအဖွားကိုကြောင်ဖြစ်ရအဲ့ဒီအဖွားကိုတို့ဘွေကနှိမ်နှင်းနိုင်မှာပါဘလို့နှိမ်နှင်းမှလဲငပင်းရဲ့ဖိုးတူနဲ့ကိုချက်ကြီးတို့လည်းတို့ကိုမရှာနိုင်ဘူးဒလို့နဲ့ဒီတိုင်းပဲနေသွားပြီးအဲ့ဒီအဖွားကိုစားတော့ခံရတော့မှလားမင်းကလေယောက်ျားမဟုတ်တဲ့အတိုင်းအာရုံနေပြန်ပြီတို့အဖွဲကတရေဖက်နဲ့အဖွဲဆိုတာမေ့သွားမလားဒီလောက်ကတော့အေးစိပါဟာအေးစိလို့ပြောပြီးမင်းကိုဘွားကျူနောင်မဖြစ်နိုင်ဘူးမဟုတ်လား လာမယ်လေဟာငါလုတ်ပြမယ်အဲ့လိုပြောပြီးငပိန်ကအတင်းရှုံးနေခဲ့တော့ဒီခနာကြာမှရုပ်ဆိုးတဲ့အဖွားဟိုကြီးကသူ့နာကိုရောက်လာခဲ့တာပါကဲဘေကလေးကိုအရင်စားရပါမယ်ကျွန်တော်သားခားရင်ဗျကျွန်တော်သားအစိတ်ပါတူပေါ်နေငပိန်ပြောကြောင်းရုပ်ဆိုးတဲ့အဖွားဟိုကကြောင်သွားခဲ့တယ်ဟမ်ဘာလို့တယောက်သားခားပြီးတယောက်သားအစိတ်ပါနေရလဲ ။ဟိုဒါကတလူပြ။ဟိုကျွန်တော်ကိုတလို့လေးရပဲငွေကြိုက်ခံထားရတာလी။အဲ့ဒါစိတ်ကခုတီပြက်နေရော။ဩဒါဆိုဒီဝက်ကလေးကရော။တားနမရတုတ်ဘောပါဗျာဝမ်းမဟုတ်ဘူး။တားကနေကိုရီးယားအစားဖို့တော့ခားရင်ရွက်ပါမကျန်အကုန်စားရလी။အဲ့ဒါကြောင့်မို့တားရဲ့တားခားနေရ။ဝီဒါမှဒုက္ခပဲ။ဒီနေ့မှလူသားမဆိုင်။ဒီဘောကိုရုပ်ကနေပြောင်းလို့မရဘူး။တက်တက်လုံးနေသွားရတော့မှာ။ဒါနဲ့ငပင်ကအကြံရသွားခဲ့တယ်။ ဟိုဒါဆိုတလူလို့ပါလားတားတော့ဖွဲ့ဒီမှာမော်စရာတယောက်ပါလေသူကလူသားစားစရာမလိုဘူးနုပြောနိုင်အောင်ဖန်တီးပေးနိုင်မှာပါဟင်တကယ်လားဟိုတကယ်ပေါ့ဗျတားတော့ကအဖေကိုလင်ရင်းပါမလားအေးလေမင်းတော့လင်ရင်းလေငါလည်းကမလွတ်ပါဘူးတလူနဲ့အဖေကိုလည်းနှာကျင်နေတဲ့အတွက်ကြောင့်အညာမိပြီးငပိန်နဲ့တုတ်ပေါင်းကိုခေါ်လို့ကိုရောင်နေရနေထွက်လာခဲ့တော့လေ အိမ်ရှိကိုရောက်မှာတော့မော့စရာချက်ကြီးအောင်သူတပည့်နှစ်ယောက်ကိုကြိုးကြည့်ရင်နဲ့ခေါ်လာတဲ့အဖွားကိုမြင်သွားခဲ့ပြီးဒေါသထွက်သွားခဲ့တာပါ။အော်လက်စတဲ့တော့ဒင်းကစုံမဖြစ်နေရပဲ။ဟာဟာဟာမော့စရာဖြစ်ပြီးခုမှသိရလား။ညံ့လိုက်တာ။မင်းကမမြင်အောင်ဖုံးမိတာလို့ကျုပ်အငိုက်မိသွားတာပါ။အဲ့လိုပြောပြီးမော့စရာချက်ကြီးအောင်သူ့အိမ်ထဲကနေမော်တုတ်တံကိုထုတ်ပြီးငပိန်နဲ့တို့ပေါ်ကိုကျိုးပြေးပြေးလိုက်တယ်။ ုမှမပဲလွတ်လပ်သွားတော့တယ်။အဲ့ဒီအချိန်မှာပဲမိဝိုင်းနေဖို့တုန်းကသူတို့နာကိုရောက်လာခဲ့တာပါ။ဟမ်။ဘာဖြစ်နေကြလဲ။ကဲကလေးတွေနောက်ဆုံးနေကြ။အဲ့လိုပြောပြီးမော်ဆီယာချက်ချင်းလင်းစုံးမိုင်နေတက်ခဲ့တော့တယ်။အချိန်ကြောင်တိုက်ခိုက်ပြီးနောက်စုံးမိုင်လည်းရှုံးနေသွားခဲ့တာပါ။ဂျီဒါမှတို့ကိုချက်ကြီးကွာ။ ကဲခလေးတွေအချိန်မရှိတော့ဒီနေရာမြင်မြတ်သွားကြစို့ဒလုံးနေသူတို့အခွေသားတွေဝင်းနေကနေအထွတ်မှာလဲကြနေရဲ့ဆုံးမကြီးနေတူအင်ကြီးကမြုံမုံနေလို့ပြက်ခွေသွားခဲ့တော်နေဟမ်အဲ့ဟိမရှိတော့ဘူးခလေးတွေနောက်လည်းမကြည့်ကြနဲ့ကားစီကိုမြင်မြတ်သွားကြတာပေါ့ကျုပ်တီကြအိုင်ရောမဆိုင်လိုက်မလို့ခုလိုဖြစ်ရတာနောက်ကြရင်ကျုပ်တတိထားပါမယ်ဟုတ်တာပဲကိုချက်ကြီးကကျွန်တော်တို့လည်းမိုးရွာနေတော့ခုလိုဖြစ်သွားရတာပါ ဒါနဲ့ကိုချက်ကြီးအဲ့ဒီဆိုမှဘာလို့လဲဟင်အဲ့တော့ကိုချက်ကြီးလည်းတေးချာမသိပင်မင်းခီးသွားတွေကိုလိုက်နှောက်ရှက်နေရဲ့ဆုံးမတယောက်ပဲဖြစ်မှာပါဒီလိုနဲ့သူတို့အဖွဲ့လေးကားစီကိုသွားနေခဲ့ကြရင်နဲ့ပြုံးနေမရောက်ခင်ကြောက်ရရတဲ့အဖြစ်ဆိုခြင်းလေးဒီမှာတင်အဆုံးသက်သွားခဲ့ရော